ရွှေအလူခံရမှာစိုးတဲ့စိတ်နဲ့တကားပိတ်လိုက်တာကြောင့်တိုက်ပိကတည်ဆုံခင်ရတဲ့ဝန်ထမ်းများရန်ကုန်ဆယ်လီနျူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်မလ28ရက်မှာလှုပ်ခတ်သွားတဲ့ငလင်ကြောင့်ငလင်ဒုက္ခဒဏ်တွေကိုခံစားနေရတဲ့ပြည်သူတွေဟာ ရှစ်သန်းနီးပါးကျော်ရှိခဲ့တာဖြစ်ပါတယ်။ဒါအပြင်လက်ရှိအချိန်ထိအသက်သေဆုံးသူဦးရေက2000ကျော်ရှိနေခဲ့တာဖြစ်ပြီးတရားရရှိထားတဲ့လူနာအရေအတွက်3000ကျော်ရှိနေတာဖြစ်ပါတယ်။ဒီလိုငလင်းလုတ်ခတ်တဲ့အချိန်မှာတော့သခိုင်းမန္တလေးနေပြည်တော်မှာထိခိုက်မှုအများဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။နေပြည်တော်ပြမနာမြို့တခွင်မှာတိုက်တာအဆောင်အုံတွေပြိုကျပျက်စီးခဲ့တာတွေရှိသလိုနေပြည်တော်တပြေကုန်းစေးမှာဆိုရင်လည်းဆိုင်တွေပြိုကျခဲ့တာကြောင့်ထိခိုက်တရားရရှိသူသေဆုံးသူတွေအများအပြားရှိပါတယ်။အခုချိန်ထိလည်းကင်စင်းလုံငန်း န်တွေလှုပ်လှုပ်ပြီးပြီးသေးပါဘူး။ဒါအပြင်လမ်းတွေလည်းတော်တော်လေးကိုပြက်စီးသွားခဲ့တာဖြစ်ပြီးသွားရင်းလာရင်းလည်းခက်ခဲလျက်ရှိပါတယ်။ဒီလိုမျိုးအားလုံးကဒုက္ခရောက်နေကြတဲ့အချိန်မှာမတင်မထားတဲ့သတင်းစိုးကြီးတစ်ခုကြောင့်ခြေကွဲနေရတဲ့မိသားစုတွေလည်းရှိပါတယ်။နေပြည်တော် ရမနာမျိုးမှာတင်းရွှေစင်ယေတနာရွှေဆိုင်ကြီးကဆိုင်ခွဲအနေနဲ့ဖွင့်လှစ်ထားတာမကြသေးပါဘူးပသိမ်မျိုးကနေဝန်တန်းတချို့ကိုမြေပြည်တော်ဆိုင်ခွဲမှာဆင်းလွတ်ထားတာရက်ပိုင်းလေးပဲရှိပါသေးတယ်။အဲ့ဒီလိုမျိုးဆင်းလွတ်ထားတာရက်ပိုင်းရှိတဲ့အချိန်မှာပဲငလျင်လုတ်ခတ်သွားခဲ့ပါတယ်။ဒီလိုငလျင်လုတ်ခတ်သွားတဲ့အချိန်မှာဆိုင်တာဝန်ရှိသူတအုပ်ကငလျင်လုတ်နေတဲ့အချိန်တခြားသူတွေဝင်လာပြီးဓညာတိုင်မှာဆိုတာကြောင့်ဆိုင်ရဲ့တကားကိုပိတ်လိုက်တယ်လို့သိရပါတယ်။အဲ့ဒီလိုဆိုင်တကားပိတ်လိုက်တာကြောင့်ငလျင်တကယ်ကိုပြင်းထန်နေတဲ့အချိန်မှာဝန် န်းတွေကအပြင်ကိုထွက်ရောက်ခွင့်မရတော့တာကြောင့်အာလုံးတိဆုံးခဲ့ရတယ်လို့သိရပါတယ်စုစုပေါင်း9ဦးရှိတယ်လို့လည်းသတင်းတွေမှာဖော်ပြထားတာဖြစ်ပါတယ်အခုလိုမျိုးရွှေဆိုင်ကဝန်ထမ်းတွေမလိုလားအဖက်အသက်သတိလိုက်ရတာကတကယ့်ကိုရှင်းနာစရာကောင်းတာပါဒါအပြင်ဆိုင်ပိုင်ရှင်အနေနဲ့လည်းအခုလိုဖြစ်သွားတဲ့ပုံမှာတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးလို့လည်းပြောထားပါတယ်ဆိုင်ပိုင်ရှင်ကအဲ့ဒီအချိန်လုံးကနိုင်ငံသားကိုရောက်ရှိနေတယ်လို့လည်းသတင်းတွေမှာဖော်ပြထားတာဖြစ်ပြီးသူအနေနဲ့ကတော့တိဆုံးသွားတဲ့ဝန်ထမ်းတွေအတွက်အစားအဆုံးတာဝန်ရှိသွားပြီးမယ်လို့တော့ Face Facebook စာမျက်နှာမှာရှင်းသားထားတာတွေ့ကြရပါတယ်။ပသိမ်မှာရှိကြတဲ့မိသားစုတွေက နေပြည်တော်မှာတည်ဆောင်းသွားတဲ့သားသမီးတွေအတွက်ဝမ်းနဲ့ပူဆွေးနေကြရပြီးအလောင်းတော်ပြန်မရတဲ့သူတွေလည်းရှိရလို့သိရပါတယ်။တချို့အလောင်းပြန်ရတဲ့သူတွေကလည်းကိုကိုတိုင်းပဲပသိမ်ကိုယ်တော်မှာတည်ဆောင်းခွင့်မရလို့နေပြည်တော်မှာပဲတချို့ကရတယ်လို့သိရပါတယ်။ငလင်းလုံနေတဲ့အချိန်မှာစိုင်းတာဝန်ရှိသူကစိုင်းထဲကစိန်ရွှေယတနာပြီးတခြားလူလူယူသွားမှကြောင်းတများတိုက်ခိုက်ရမှကြောင်းစုံရင်စိန်နဲ့တကားပင်လက်ပြင်းပေတကယ်တကယ်ဝန်တန်းတွေထပ်ပြေးခွင့်မရခဲ့တာကရှင်းနာ စရာကောင်းပါတယ်။တန်ဖိုးကြီးမလာတဲ့ဆိုတဲ့စိတ်ရှင်ယတနာတွေထက်လူရဲ့အသက်ကပိုပြီးတန်ဖိုးကြီးရယ်ဆိုတာကိုမသိရောနေသလားလို့တောင်အားလုံးကဝိုင်းဝန်းဖြစ်တင်ရှုံချနေတာပါ။လူအသက်လောက်တန်ဖိုးကြီးတဲ့အရာမရှိသလို့စိုင်းတာဝန်ကအနေနဲ့လဲတာဝန်ကျေကျေနာကြောင်းအခုလုံလုံတာဖြစ်နိုင်တယ်လို့လဲရှင်းတာထားတာတွေကိုတွင်ရပါတယ်။ အခုလိုမျိုးဆိုင်တဆိုင်လုံးမှရှိတဲ့ဝန်တန်းတွေတည်ဆုံသွားတဲ့အတွက်ဆိုင်ပိုင်ရှင်အနေနဲ့လည်းတာဝန်ယူရမှာများစွာရှိသလိုဒီကိစ္စတွေပြီးသွားရင်အမှုတွေတောင်ဖြစ်နိုင်တယ်လို့အားလုံးကမှတ်ချက်ပေးနေကြတာပါဆိုင်ပိုင်ရှင်အနေနဲ့တော့ဘယ်လိုတွေတာဝန်ယူသွားမယ်ဆိုတာကိုတော့အသေးစိတ်ပြောပြတာမျိုးမရှိပါဘူးပရိသတ်ကြီးအနေနဲ့ရောစိန်ရွှေရတနာတွေဓမြတိုက်ခတ်အမှာဆိုတာကြောင့်တကားပင်လိုက်လို့တိုက်ပြီးတည်ဆုံခဲ့တဲ့ဝန်ထမ်းတွေအတွက်ဘယ်လိုတွေခံစားရလဲဆိုတာဗီဒီယိုအောက်ကကွန်မန့်လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်